မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်အကျဉ်းထောင်များကို UN နဲ့ ICRC အကန့်အသတ်မရှိဝင်ခွင့်ရရေးတောင်းဆိုရန်ဥကြုံမိုးထွန်တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရှိအကျဉ်းထောင်များကိုကုလသမဂ္ဂ UN နဲ့အပြည်ပြည်ဆိုင်ရာချက်ချင်းနီကော်မတီ ICRC တို့မှအကန့်အသတ်မရှိဝင်ရောက်ခွင့်ရရှိစေဖို့တောင်းဆိုဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တန်မှန်ကြီးဥကြုံမိုးထွန်ကဇွန်လ23ရက်နေ့ကကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာတိုက်တွန်းပါတယ်အမေရိကန်နိုင်ငံနယူးယောက်မြို့ကုလသမဂ္ဂဌာန ချုပ်မှာပြုလုပ်တဲ့ကဘာပေါ်ရှိအကျဉ်းထောင်များမှာဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းခြင်းနဲ့ဆက်လင်းနေတကားဖွင့်ဆွေးနွေးပွဲမှာအဲ့ဒီလိုတိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်ဖွင့်ရုံးကဇွန်လ14ရက်နေ့ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအခြေအနေကိုကောင်းစွာသိနာလည်လိုပါကတရားမျှတမှုအတွက်အချက်ချကြတဲ့နေရာတွေဖြစ်ရမယ့်အစားဖိနှိပ်ချုပ်ချယ်မှုများဖြစ်ပွားရနေရာတွေဖြစ်နေတဲ့အကျဉ်းထောင်တွေကိုထိတ်တန့်ရင်ဆိုင်ရမှာဖြစ်ကြောင်းဥကြုံမှုထုံးကဆိုပါတယ် UN နဲ့ ICRC တို့အနေနဲ့အကျဉ်းသားများအမှန်တကယ်ရင်ဆိုင်နေရတဲ့အခြေအနေတွေကိုမှန်ကန်စွာသိရှိနားလည်ရန်လိုအပ်ပြီးအကျဉ်းသားများအနေနဲ့မြည်သည့်အကြောင်းပြချက်နဲ့ဖမ်းဆီးရစေကမူတရားရုံးရှိမှမှာတရားမျှတမှုရှိစွာတရားရှင်ဆိုင်ခွင့်ရှိတဲ့အကြောင်းပြောပါတယ်ထို့အတူမိသားစုဝင်များအနေနဲ့လည်းအကျဉ်းသားတွေရဲ့အခြေအနေကို သိရှိပိုင်ခွင့်ရှိတာကြောင့်၎င်းတို့ကြားမှာအဆက်အသွယ်ပြုခွင့်ရရှိမယ်လို့လည်းဆိုပါရယ်လက်ရှိမှာစစ်ကောင်စီကအကျဉ်းသားများကိုရှော့တိုက်ညှဉ်းပန်းနှိပ်စက်ခြင်းရိုက်နှက်ခြင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေကိုထိန်းချုပ်ထားခြင်းတို့ပါဝင်ရဲဆက်ကြမ်းကြုတ်မှုတွေနဲ့မလျော်ကန်စွာဆက်ဆံခြင်းများပြုလုပ်နေကြောင်းဦးကျော်မိုးထွန်းကနိုင်ငံရေးအကျဉ်းသားများကိုကူညီဆောင်ရှောက်ရေးအတင်း AAPP ရဲ့မှတ်တမ်းတွေကိုကိုးကားပြီးပြောပါရယ် ဒါအပြင်အချင်းချခံထားသူများအနေနဲ့ဖုန်းခေါ်ဆိုလက်ခံခွင့်စာပေးဖို့လက်ခံခွင့်တို့ကိုတင်းကျပ်စွာစီးစစ်ပြတ်ထောက်ခံထားပြီးထောင်ဝင်စာတွေကိုကြိုတင်အသိပေးခြင်းမရှိဘဲဖျက်သိမ်းခံရကရှိနေများတာမှာထောင်ဝင်စာတွေ့ခြင်းတားမြစ်ခြင်းခံရကြောင်းသိရပါတယ်။သမရဝင်မြင့်တဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကပြင်ပထိတွေ့ဆက်သွယ်ခွင့်နှိရှိလာများပိတ်ပင်ထားပြီးဥပဒေကြောင်းအရကိုစားပြုခွင့်ဖျောက်ချခံထားရက၎င်းတို့ချစ်မြတ်နိုးသူများနဲ့တမကပြည်သူများနဲ့ပါဆက်သွယ်ခွင့်ညှင်းပတ်ခံရကြောင်းလဲ၎င်းကထဲသွင်းပြောဆိုပါတယ် ိန်အဆိုပါဆွေးနွေးမှုမှာတမတ်ကြီးဦးကျော်မိုးထွန်းကနိုင်ငံအကျဉ်းသားတွေအားလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့အတွက်ခိုင်ခိုင်မာမာတောင်းဆိုဖို့စီအုပ်စုပေါ်ပြတ်မှတ်ထားတဲ့ရည်ယူပိတ်ဆို့မှုတွေချမှတ်ဖို့နဲ့အသက်ရှင်ကျန်ရစ်သူတွေပြန်လည်ကူစားရေးမှာရှင်နှိမ့်မြုံနိုင်ရန်တို့ကိုလည်းပြောကြားခဲ့ကြောင်းသိရပါတယ်။နိုင်ငံအကျဉ်းသားများကုညီဆောင်ရှောက်ရေးအတင် APP ရဲ့စည်းရင်းများအရအာနာသိန်းကာလာတွင်နိုင်ငံရေးနဲ့ဆက်ဆက်ပြီးဖန်ဆီးခံရသူ2000 6000ထောင်ကျော်ရှိနေပြီးအဲ့ဒီနေရာမှာ2000ထောင်ကျော်မှာထိမ့်သိမ်းခံနေရဆဲဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မြေပုံမြို့နယ်ရှိစစ်ရှုံးအကြံဖက်စစ်တပ်ရဲ့နောက်ဆုံးလက်ကျန်ကျွန်းတာယာအမြောက်တပ်ရုတ်သိမ်းပြီးဆုတ်ခွာသွားတဲ့အကြောင်းတင်ဆက်ပြီးပါမယ်။အရခတ်တပ်တော်ကတိုက်ခိုက်စရာမလိုဘဲထွက်ပြေးကြတာဒီအမြောက်တပ်ကမြေပုံမြို့နယ်အပိုင်းကျွန်းတာယာမှာတရှိပြီးမယ်။ကြောင်းဖြူဝါနေအထက်ကကွက်ကဲထားတာမြေပုံမြို့နယ်ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းတစ်ခုပေါ့လို့ဆိုပါတယ်။မြေပုံမြို့နယ်ပိုင်းကျွန်းတာယာမှာအမြောက်တပ်ခါခေါ်ခဝဲစခန်းက စကန်ရုတ်သိမ်းပြီးဆုတ်ခွာသွားပြီဖြစ်ကြောင်းသတင်းဒီမှာဖော်ပြပါရယ်၎င်းမြောက်စကန်ကမြေပုံမြို့နယ်မှာနောက်ဆုံးကျန်ရှိခဲ့တဲ့စကန်တစ်ခုဖြစ်ပြီးကြောက်ဖြူမြို့နယ်မှာအရခတ်တက်တော်နဲ့စစ်ကောင်စီတပ်တို့စတင်တိုက်ပွဲဖြစ်ပွားရယ်လွန်ခဲ့တဲ့လပိုင်းတွင်ကဆုတ်ခွာပြီးစစ်တွေတက်နေတဲ့ကိုပူးပေါင်းသွားခဲ့တယ်လို့ချင်းရွာသားတအုပ်ကဆိုပါရယ်ခဝဲစကန်ကရေကန်းစန္ဒာမှာရှိရာရွာနဲ့ခြံစည်းဦးလောက်ပဲခြားတယ်အဲ့ဒီစကန်မှာအင်အားတော့တိတ်မရှိဘူးအလျှောက်၄၀လောက်ပဲရှိတယ်သူတို့အခုတရားမှမရှိတော့ဘူးစစ်တွေဘက်ကဆုတ်ခွာထွက်ပြေးသွားပြီလို့ပြောပါရယ်၎င်းကျွန်းတာယာ မှာအမြောက်တက်ခေါ်ခဝဲစကန်ကမြေပုံမျိုးနဲ့မှာတရှိတော်လဲကြောက်ဖြူရှိစက်ကောင်စီတက်ကတိုင်းရက်ကင်တွေထားတဲ့တက်ဖြစ်ပြီးကြောက်ဖြူမှာတိုက်ပွဲပြင်းထန်လာပြီးနောက်ဆုတ်ခွာထွက်ပြေးသွားခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အာရခတက်တော်ကတိုက်ခိုက်စရာမလိုပဲထွက်ပြေးကြတာဒီအမြောက်တက်ကမြေပုံမျိုးနဲ့အပိုင်ကျုံးတာယာမှာတရှိပြီးမဲ့ကြောက်ဖြူကနေအတိကကုတ်ကဲထားတာမြေပုံမျိုးနဲ့ကစက်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စကန်တစ်ခုပေါ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ ကျွန်းတာယာမှာအမြောက်တက်ခေါ်ခဝဲစကန်ကကြောက်ဖြူမျိုးနဲ့မြေပုံအကြားပင်လယ်ကမ်းရိုးတန်းမှာတည်ရှိပြီးရခိုင်ပင်လယ်ကမ်းခြေတောင်နဲ့မြောက်ကိုစိုးမိုးထားတဲ့အရေးပါတဲ့စကန်တစ်ခုဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်သားတွေအဆိုပါစကန်ထွန်းစွန့်ခွာပြီးရဲ့နောက်မြေပုံမျိုးနဲ့မှာစစ်ကောင်စီစကန်လုံးဝကင်းစင်သွားပြီဖြစ်ကြောင်းမြေပုံမှာ ULAA နဲ့နီးစပ်သူမျိုးသားတောင်ကသတင်းဌာနကိုပြောပါတယ်။မြေပုံမျိုးနဲ့ကုန်းပေါ်မှာစကန်မှာတော့ဘဲစစ်သားစကန်မှာမရှိတော့ဘူးခုတော့မြေပုံမျိုးနဲ့တစ်ခုလုံးကစစ်တပ်လုံးဝကင်းစင်သွားပြီဒါပေမဲ့နောင်တော်ကြီးနောင်တော်ချေပင်လယ်ပြင်ပေါ်အဲ့ဒီမှာ နေပြည်တွေကရှိသေးတယ်ဒေသခံငါးဖမ်းလူတွေကိုတော့တနက်နဲ့လမ်းပစ်တာမျိုးတွေရှိတယ်လို့ပြောပါရယ်ဒါအပြင်ကျွန်းတရာမှာအမြောက်တက်ခေါ်ခဝဲတက်စကန်ပတ်လည်နေရွာနီးနားမှာမြေမြုပ်မိုင်းများထောင်ထားခဲ့တဲ့အတွက်မိုင်းရှင်းလင်းရန်လိုအပ်နေပြီးမိုင်းများမရှင်းမီဒေသခံများအထူးသတိထားသွာလာဖို့လိုအပ်ကြောင်းဒေသဆိုင်ရာအုပ်ချုပ်သူတွေကပြောပါရယ်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းအဆိုပါအမြောက်တက်ခေါ်ဆက်ဝဲစကန်နဲ့နေပြည်တော်မှာငါးဖမ်းထွက်တဲ့ငါးဖမ်းဆက်လီများကိုနေပြည်တော်လက်နက်ငယ်တွေနဲ့လမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးဆက်လီတချို့မှာထိမှန်မှုတွေရှိခဲ့ကြောင်းသိ ရပါတယ်။လက်ရှိစစ်ကောင်စီနေပြည်တော်ကပေါတော်မြို့နယ်မြင်းငူကျွန်းကစံတော်ရှင်ကျွန်း၊ဗရူကျွန်း၊စင်တက်မော်ကျွန်းစတဲ့စစ်တွေကြောက်ဖြူမီးပုံရှိလမ်းကြောင်းမှာအသွားပြန်လုံနေကြတဲ့ငါးဖက်ဆက်လီများနဲ့ဆက်လီငယ်များကိုလိုက်လံပစ်ခတ်မှုတွေရှိနေကြောင်းဒေသခံတွေကဆိုပါတယ်။ ဆက်လက်ပြီးတန်းတပင်မြို့နယ်မှာအင်အားဖြည့်ရန်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှခုနှစ်ဦးတည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတန်းတပင်မြို့နယ်မှာအင်အားဖြည့်တင်ဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှခုနှစ်ဦးတည်ဆုံခဲ့ကြောင်းတောင်ငူခရိုင်အမှတ်နှစ်တရင် P2350 တို့ဒုမတာဝန်ရှိသူတောင်ကပြောပါရယ်။ဇွန်လ12ရက်နေ့မနက်9:00နာရီကမှမျိုးစိုးတပ်သားမှအင်အားဖြည့်ဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား120ခန်းကမျိုးစိုးရွာတွင်ကိုဝင်ရောက်လာစဉ်တော်လိုင်းတပ်ဖွဲ့တွေကြားဖြတ်တိုက်ခိုက် က်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှခုနှစ်ဦးတိဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းအကြမ်းဖက်စစ်တပ်ဘက်မှလက်နက်ငယ်များလက်နက်ကြီးများနဲ့ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတိစင်ကထတ်တိုးမရှိသေးပါဘူး။စစ်ခွေးတွေကအရှိတ်မတူရဲပဲရှက်နေလို့အသင်းဆောင်ဆိုင်နေပါတယ်လို့တာငူခရိုင်မှတ်နှစ်တရင် P2350 တူမှတာဝန်ရှိသူတောင်ကပြောပါတယ်။အစိုးရတိုက်ခိုက်မှုကို3500တရင်3500ခွဲနှစ်အုတ်တွင်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များ ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများလွတ်မြောက်ရေး ကိုရီးယားရောက်မြန်မာများတောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့အထိမ်းအမှတ်ဆေအာနာတိမ့်မှုစန့်ကျင်ရေးနဲ့နိုင်ငံရေးအကျဉ်းသားများလူမျိုးရေးဆန္ဒပြပွဲနဲ့ခြိတက်ပွဲကိုဇွန်လ15ရက်နေ့လယ်ပိုင်းမှာကိုရီးယားနိုင်ငံဆိုးမြို့မှာကျင်းပပါရတယ်။ဆေအာနာတိမ့်မှုစန့်ကျင်ရေးကော်မတီမှဦးစီးကျင်းပတဲ့ဆန္ဒပြပွဲနဲ့ခြိတက်ပွဲကိုဖွဲ့စည်းအသီးသီးမှအင်အား300ခန့်လာရောက်ကြပြီးဆိုးမြို့လေဘိုးရှင်းကပ်ပန်းချံမှာမြောင်တုံဘူတာအထိခြိတက်လမ်းလျှောက်ဆန္ဒပြကြပါရတယ်။ဆန္ဒပြပွဲက ိုမျိုးသားညီညွတ်ရေးအစိုးရကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဦးရန်နိုင်ထွန်လိုင်းတက်ရောက်ပြီးတွန်လိုင်းစကားနဲ့ဒေါအောင်ဆန်းစုကြည်80ပြည်မွေးနေ့အတွက်ဆုတောင်းစကားပြောကြားပါတယ်။အဲဒီနောက်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်မှထုတ်ပြန်တဲ့နိုင်ငံသားတွေကိုမြစ်တာရခိုင်စာကို NND OC ကိုရီးယားဌာနခွဲမှဖတ်ကြားပါတယ်။ဆန္နာပြချီတက်ပွဲတစ်လျှောက်မှာဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းရဲ့မွေးနေ့ဆုတောင်းစကားပါဝင်လူမှုကောင်ဆောင်ရဲ့ရှုပ်သံမှတ်တမ်းများကွန်ပျူတာတည်ချင်းများကိုကိုရီးယားအင်္ဂလိပ်မြန်မာသုံးဘာသာနဲ့ထုတ်လွှင့်ပြသပါတယ်။ ဆန္ဒပြပွဲပါဝင်သူတွေကလူမှုကောင်းဆောင်မွေးနေ့ပြည်တွင်းလှုံ့ဆော်မှုကိုအားပေးတဲ့အနေနဲ့အပြာရန်ဝစ်စင်ပြီးနှင်းစီပန်းများလည်းကင်ဆောင်ထားပါတယ်။ဆန္ဒပြချီတက်ပွဲအတွင်းမြမနွေဦးတော်လိုင်းကိုရီးယားဘာသာလက်ကမ်းစာဆောင်တွေကိုလည်းဖြန့်ဝေခဲ့ပါတယ်။လူမှုကောင်းဆောင်ရင်အသက်80ပြည့်မွေးနေ့အထိမ်းမှတ်လူမှုဆန္ဒပြချီတက်ပွဲမှာခွန်အားဖြင့်မိငယ်ကျေတချင်းများနဲ့ဂုဏ်ပြုကြပြီးသွေးသစ္စာတချင်းတန်ပြိုင်တီဆိုပြီးရုပ်သိမ်းခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။နောက်ထပ်ရရှိထားတဲ့သတင်းအစ်စ်များကိုသိရှိနိုင်စေဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe င်းလုပ်ပြီးအားပေးခဲ့ပါအောင်နားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။သတင်းသစ်တွေကိုလည်းဆက်လက်တင်ဆက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါရဲ့ရှင်။